အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လောကမှာပြုပြင်ရခက်တဲ့လူ၅မျိုးကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာလူတွေအများကြီးရှိတဲ့အထက်ဒီလူ၅မျိုးကပြုပြင်ရခက်ဆုံးနဲ့ဆုံးမရအခက်ဆုံးသူတွေပဲဖြစ်ပါတယ်နံပါတ်၁မာယွန်းသောအယူဆွဲတဲ့သူမာယွန်းသောအယူဆွဲသူများက အမှန်တရားကိုလက်ခံဖို့အရန်ကိုခက်ခဲကြပါတယ်မန်တရားကိုတည်တည်ရဲ့နဲ့လက်မခံနိုင်ပဲမိမိအယူဆအတိုင်းခက်ထန်စွာစုပ်ကင်ထားတတ်ပြီးပြုပြင်ရအလုံးမခက်ခဲကြပါတယ် နဘတ်နှစ်ပညာမဲ့တဲ့သူဘဝမှာပညာဘဟုတုတကင်းမဲ့တဲ့သူအတိဉဏ်နဲ့တဲ့သူများကအကြဉာဏ်ကောင်းများကိုနားမလည်နိုင်ပဲမိမိ၏အတိအမြင်နဲ့သာပိတ်မိနေတတ်သဖြင့်ပြုပြင်ဖို့အတွက်အရန်ကိုမှခဲရင်ကြပါရဲ့နံပါတ်3မာနာကြီးသူ လောကမှာလောကဒေါသမောဟနဲ့အောက်ကျမခံလို့သောစိတ်ထားရှိသူများကအပြုသဘောဆောင်တဲ့ဆုံးမအိုးဝါဒများကိုလက်မခံပဲစန့်ကျင်တတ်ကြပါရဲ့အဲ့လိုလူတွေကလည်းဘဝမှာပြုပြင်ရခက်ခဲတဲ့သူတွေပဲဖြစ်ပါတယ် နဘက်လေးအယူလွဲတဲ့သူဘဝမှာအတက်ဆန်ဆန်အယူဆလွဲမစွာဆွဲကင်ထားတဲ့သူတွေကိုဆုံးမပြောဆိုဖို့အတွက်အရန်ကိုမှခက်ခဲကြပါတယ်ဥပမာမိမိကိုယ်ကိုအထင်ကြီးလွန်းတဲ့သူကိုယ့်ရဲ့အမြင်ကိုသာအမှန်တရားထင်တဲ့သူစတဲ့သူတွေကအမှန်တရားကိုမြင်အောင်ကြည့်နိုင်စွမ်းမရှိသဖြင့်ပြုပြင်ရန်ခက်ခဲကြပါတယ်နဘက်ငါစိတ်နှလုံးမပါတဲ့သူ ဘဝမှာပြုပြင်ပြောင်းလဲရန်စိတ်အားထက်သန်မှုလုံးဝမရှိတဲ့သူပြုပြင်ပေးသည့်တိုင်းနားမထောင်ဘဲလစ်လျူရှုတတ်တဲ့သူတွေက ပြုပြင်ရန်အခက်ခဲဆုံးသောသူတွေပဲဖြစ်ပါတယ်။ဤငါးမျိုးသောသူတွေကစုံမအိုးဝါဒကောင်းသောအိုးဝါဒများကိုလက်ခံနိုင်စွမ်းနဲ့ပါပြီးမိမိတို့၏အပြုမှုအယူဆများကို ပြုပြင်ရန်အလွန်ခက်ခဲကြောင်းသိရှိရပါတယ်။ဒါကြောင့်ဒီလူငါးမျိုးလိုမဖြစ်စေဖို့နဲ့မလုံမိစေဖို့လိုအပ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။